ားလုံးပဲမင်္ဂလာပါမယ်နီယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေကျွန်တော်တို့ Chelsea အင်ကွင်းမှာဝင်းစင်းနဲ့ရှုံးခဲ့တော့ပါဗျာပရီးမီးယားလိဂ်ပွဲစဉ်38ရက်အဖြစ်ကျွန်တော်တို့စနေနေ့နေ့ပိုင်းကစားခဲ့တဲ့တနင်္ဂနွေ၄ဆင်းကဆိုတော့ကိုတင်ကားပေါ့ဗျာဒီနေ့ပွဲစဉ်မှာလည်းပဲဝဆန်ပွဲစဉ်တွေကလိုမျိုးအဓိကလူစည်းတွေကိုတုံ့ပြုခဲ့တဲ့မနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ပရိသတ်အပေါ်ကတော့ဂျင်းနေစရာရလဲတခုပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ပွဲစဉ်မှာကျွန်တော်ဝမ်စီနဲ့ဆုံးခဲ့တဲ့တစ်ဖက်ချက်စီအသင်ကချန်ပီယံလိဝင်ခွင့်ရဖို့အတွက်တည်ကြတော့ခဲ့ပြီဆိုတော့ကိုယ်ဒီအသင်းအနေနဲ့ပေါ့ဗျာချုံကြီးတွေဆိုတော့ညာလေကစားသမားတွေအင်ဂျူပြဒနာဒဲပြဒနာမကြုံခဲ့ရလို့ကံကောင်းတွေလို့ကျွန်တော်ပြောလို့ရတယ်ဒါကြောင့်ကျင်နေရမလို့ဖြစ်နေပြီပေါ့ဗျာဆိုတော့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွေးပြီးသုံးသက်ချက်ကိုဆွေးနွေးကြအောင်စာသမားတို့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးချက်စီအဖက်ကိုကြည့်ရလို့ကြည့်ဆက်စီအနေနဲ့ကပေါ့ဗျာ ဒီနေ့ပွေးစဉ်ကတကယ့်ကိုသူတို့အတင်းအတွက်ရည်ကြီးတဲ့ပွေးတစ်ပွေးဖြစ်တယ်။ဘာလို့လဲဆိုတော့လူရင်းအောက်ကအက်စတဗီလာတို့ပြီးလို့ချင်းရင်တို့မက်ဆီဂျီတို့နော်တယ်ဖော်ရီတို့ကအမြင့်တဲ့ LD ကွာမှုမရှိဘူး။ဒီလိုအနေနဲ့တခုမှတို့တို့ချန်ပီယံလေးဝင်ခွင့်ရဖို့အတွက်အပြေဝတ်ကိုအမေကန်ဆုံးဖြစ်ဖို့အတွက်ကိုတို့ဒီနေ့ပွေးစဉ်ကိုတရေရလဲထွက်ပေါ်ပြီလို့မရဘူး။ဒါကြောင့်တို့အနိုင်ကစားဖို့ဥပဒေလာပြီးတော့ပထမပိုင်းကလေးကနေဖိအားပေးမှုတွေတက်စီစင်မှုတွေထုတ်ပေါ်မှုတွေတကယ့်ကိုလုပ်ခဲ့တယ်။ ဒါပေမဲ့ကြာသူတို့အတင်းကပထမပိုင်းနဲ့ဒုတိယပိုင်းအနေထားကိုကြံလို့ရှိရင်ဒုတိယပိုင်းမှာပဲပို့ပြီးတော့ကောင်းလာတာကျွန်တော်ယူနေတဲ့အတင်းကပထမပိုင်းမှာအချင်းနေကောင်းတယ်လို့ရှိခဲ့တယ်ဆိုတော့ညာလေပေးလေရတဲ့တကူကဘိုးသမားဘာမှမလုပ်နိုင်ဘူးဒါလည်းပဲအမြင်ပေါ်တယ်အတုံးရှာပြီးတော့တစ်ဖက်ကစားသမားကအီယာထင်းမှကောင်းတက်ခဲ့တာဒီလောက်လူချင်းနေတာနဲ့နောက်တဲမှာပေးလေရတာဆိုတော့ထားလိုက်ပါကျွန်တော်အသေးအဖို့ကတော့ပြည်သက်တဲ့အနေနဲ့ကလည်းရှုံးကြီးတဲ့အနေအထားတစ်ခုကိုတော့ ျင်တဲ့ဆရာလို့ကျွန်တော်ပြောလို့ရမှာအခုဆိုတော့ဖိုင်တွေကကျွန်တော်မလိုတော့ဘူးလဲစနေရနေ့မှာကစားဖို့အတွက်အဒီနေ့ပွဲစီမှာကံကောင်းအဲမွဲကိုပြစ်တင်ဖို့ချောင်းနေတာစဉ်းစားကြည့်လေမနိုင်မသိရတဲ့နဲ့အဲမွဲကအဓိကလူစည်းကိုအတူပြုခဲ့တယ်ပြည်စုံကျွန်တော်တုံးချခဲ့တာဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်ဝယ်စီနဲ့ချုံးခဲ့တာပဲဆိုတော့စာသမားတွေဒါရှစ်စီးအနေနဲ့ဝေးအတွင်းမှာကစားခဲ့တဲ့ပုံစံ ကျွန်တော်ယူနေတဲ့အသစ်ဘက်ကိုကြည့်ရလို့ရှိပြမအောင်သူကွေးထုတ်လူစည်းအခြေအနေကနေကျွန်တော်တွားရအောင်ကွေးထုတ်လူစည်းမှာကျွန်တော်ကိုသမားနေမှာအန်ဒရီလိုအိုနာနာတုံပြူခဲ့တယ်ဆနေဘက်၃ယောက်ကရှောရဲမကွိုင်းရနဲ့ဗီတလီလိုကိုတုံပြူခဲ့တယ်ဒီကစားသမား၃ယောက်ထဲမှာမကွိုင်းရတန်ပဒနာမကျွန်ရလို့ကန်ကောင်းလို့ကျွန်တော်ပြောလို့ရတယ်ပြီးလို့ချင်းလူရှော ကွင်းလီလေးရမှာဆိုကျွန်တော်ပထရီဒူကိုရပြီးလို့ကြည့်ဘူးမူဖာနယ်နဲ့ကက်ဆီမိုနဲ့မာဇာဝီကျွန်တော်တို့ပြုခဲ့တဲ့တကယ်ကိုအင်ဒီညာရဲကွင်းလီဖြစ်တယ်ဒီကစားသမား၄ယောက်ထဲမှာကျွန်တော်ကက်ဆီမိုဘူနိုဖာနယ်နဲ့မာဇာဝီဒီ၃ယောက်ကကျွန်တော်အသေးအတွက်ကိုအရေးကြီးတယ်ဒီကစားသမား၃ယောက်ကလည်းဘာမှမဖြစ်ခဲ့လို့တော်သေးတယ်ဆိုတော့နေပယ်တဲ့၂ယောက်ကမေဆန်မောင်နဲ့မေဒီယယ်လို့ပေါ့ဗျာအထောက်မှာတော့ကျွန်တော်ရေရှင်မောင်ဝိုင်းအသုံးပြုခဲ့တယ်စာသမားတို့ရဲ့ဒီလူစင်းက လာမည့်ယူပါလေဖိုင်စပါနဲ့တွေ့မယ့်အနေအထားတစ်ခုမှအသုံးပြုဖို့ရှိနေတဲ့လူစင်းဖြစ်တယ်။အမွေကတော့ဒီနေ့ပွဲစဉ်ကိုနိုင်ဖို့ပဲဥပဒေလာတယ်ပြီးလို့ရှိရင်အချင်းတွေကောင်းတစ်ခုကိုသူဖန်တီးဖို့အတွက်အဓိကလူစင်းကိုအသုံးပြုခဲ့တာ။ကဲကောင်းထောင်းမဆိုနဲ့ကစားသမားစစ်တယောက်လုံးလုံးအရင်ကစားခဲ့တဲ့ကစားသမားတွေအကုန်လုံးကလည်းဘာအင်ဂျီမဖြစ်တဲ့အတွက်ကျောင်းလို့ပြည့်တဲ့တွေအတွက်တကယ်ကိုကျင်းနေစီရလို့ပြောရတယ်။ဟုတ်စမနိုင်တဲ့အပြင် ဒီရလေးတစ်ခုကိုတော့ကျင်နေရတဲ့အနေထားတစ်ခုရောက်ဆိုဘလောက်တော့ကိုတင်ကစုပြတ်တက်နေပြီတပည့်ချက်စီကဘလောက်တော့ကောင်းနေတယ်လေအရင်နေမှလည်းဘလို့ပူစင်းနေတော့ခဲ့တယ်လေဆိုတော့ဒီလိုအဓိကလူစင်းနဲ့ထွက်ပေါ်လာတဲ့အနေထားတစ်ခုမှာတော့ကိုတင်ကဘာမှမလုပ်နိုင်တဲ့အနေထားဆိုရင်ဒါမျိုးစပါနဲ့ပွေးစီအတွက်ကျွန်တော်ရည်လေးမိတယ်ဘုရားဆိုတော့စပါးကားလေးဒီနေ့ပွေးစီမှာဖီလာကိုကျွန်တော်တူးစီနဲ့ရှင်းခဲ့တယ် ညီနောင်နှစ်ပါးပေါ့ဗျာအဲ့ဒီညီနောင်နှစ်ပါးကဖိုင်နေမှာတွေ့မယ်ဆိုတော့ရည်စရာလေးကောင်းတယ်ယူနိုက်တက်ကချုံကေလိုအဆစ်ဆစ်ချောင်းစပါကချုံကေလိုအဆစ်ဆစ်ခုံကိုစင်ကအဆစ်ဆင်ငါပေါ့ဗျာဆိုတော့ဒီလိုအနေထားတွေကတပတ်မှလေးကျွန်တော်တို့ကဒီကိစ္စပြောလို့ချင်းဘလူးကူတဲ့အခြေအနေတခုဖြစ်နေတယ်တဖန်အသင်းကျွန်တော်တို့ပထမပိုင်းကစားခဲ့တဲ့ပွဲရလေးကိုကြည့်ရလို့ချင်းကျွန်တော်တို့ကပထမပိုင်းမှာစီးစီးနဲ့တည်ကြခဲ့တဲ့ ဘောလုံးပိုင်ဆိုင်မှုအနေနဲ့ကျွန်တော်တို့ယူနေတဲ့အသင်းက94ရာခိုင်နှုန်းရတဲ့တစ်ဖက်အသင်းက46ရာခိုင်နှုန်းရခဲ့တယ်။ကိုပေါက်ကဲတဲ့မှုမှာသူတို့က9ကြိမ်ရှိခဲ့တယ်ပထမပိုင်းမှာကျွန်တော်တို့ကတစ်ကြိမ်ပဲရှိတယ်။အဲ့ဒီတစ်ကြိမ်မှာတော့ဂိုးပေါက်တဲ့မှုလုံးဝမရှိခဲ့ဘူး။တစ်ဖက်ချက်စီအသင်းကဂိုးပေါက်တဲ့မှုတစ်ကြိမ်ပေါ့ဗျာ9ကြိမ်မှာ။ဆိုတော့ဒီလိုရလဲအနေအထားတစ်ခုမှာဆိုရင်ကျွန်တော်တို့ကအထောက်မှာဥဆောင်လာတဲ့ရရှိမဲ့ဖွိုင်းတဲ့တို့ရဲ့အားနည်းမှုတွေပြီးလို့ရှိရင်ကွင်းလေပြပြအချမ်းကပထွေးတူတို့ လူရှိုးတို့ရဲ့နောက်တဲ့စတဲ့ပဲအာနေမှုတွေဒါတွေကကျွန်တော်တို့အသေးတို့ကိုပြဿနာပါဒါမဲ့စပါးနဲ့ပွေးစီမှာဒီကောင်းကြီးစီကနေလှူအားလို့ကောင်းကောင်းမွန်မွန်ပြဖို့လိုတယ်ပထမပိုင်းမှာကျွန်တော်အခြေစင်းမိမိနဲ့နားလည်မှုကြီးကစားနိုင်ခဲ့တဲ့အောင်ကြီးကြီးဆိုတော့ညာလေဒုတိယပိုင်းမှာလုံးဝအချင်းဆိုးတယ်အဲ့ဒီတည်းဆိုးတာကလူစားပြောလို့မှုလုံးလိုက်တဲ့ပုံစံမှာပူလို့တော့ဆိုးသွားသေးတယ်ပြလို့ရှိရင်ကစားသမားတွေအားဆိုရင်အနည်းငယ်မထီကူလို့တော်သေးတယ်နော် နတီမပေးခဲ့ရလို့တော်သေးတယ်အဝေါ်ကိတ္တဘလူပြန်နေရတာဆိုတော့ကိုတိကပေါ့ဗျာပွေးစားပြီဆိုတာနဲ့ကစားပုံကောင်းကောင်းနဲ့ပွေးထုတ်လာတယ်ချက်စီကလည်းကစားသမားတွေကတော့လူပေးရှာနေတယ်သူကအင်တိုင်းအားတိုင်းနဲ့ကစားမှာပဲဒီလိုပွေးစီဟုတ်တယ်မလားသူကအနိငယ်တီတီအဝေါ်ကိတ္တတီဖြစ်တဲ့ပေါ့ဘလောက်ပဲပြောင်းသူတို့စိတ်ဝင်စားဖို့သူတို့နိုင်ဖို့ပဲဦးတည်တော့တာသူတို့ကပလဲရှိပြီးသားငါတို့ဘလို့စားမလဲငါတို့လူဘလို့ပေးမလဲငါတို့ဘလို့အတုံးရှာမလဲဆိုတာတခါလေးတည်ပြီးသား ကိုယူနိုက်တက်ကစားသမားတွေကအဲ့လိုမဟုတ်ဘူးခနဲ့ပြတ်လို့တွေ့နေတယ်ဘယ်လိုပေးရမလဲတွေ့တွေ့နေရုံကြီးသေးတယ်ကိုကောင်ကြီးကလူတော်ပြီဆိုတော့ကျွန်တော်တို့ပြောရင်တော့ကိုကစားသမားတွေအနေနဲ့ဝေးမဆက်ခင်ကလေးကနေဘယ်လိုပုံစံတော့မလဲဘယ်လိုရှင်းခဲ့ရမလဲပြမလားဘယ်လိုအနေထားနေနေငါတို့ကစားဖို့ပေါ်ဆုံးမလဲအဲ့လိုမျိုးတွေကိုဝေးမဆက်ခင်ကလေးကတူတင်ပြီးတော့အမ်မိုရယ်ရောပြမလားတင်းတော်ရှိသူရောကစားသမားတွေရောကျွန်တော်ဒီလိုမျိုး ပုံစံတော့မှဖြစ်မှာဒါပရင်းညာလေးမှာနော်ရလဲဆိုးအောင်လို့ငါတို့ပရင်းညာလေးကိုလွှတ်ထားလိုက်တော့မယ်ဆိုတာတော့ထားလိုက်တော့စပန်းနဲ့ပွေးစဉ်အရေးကြီးတယ်စပန်းနဲ့ပွေးစဉ်ကဒီလိုပုံစံနေနဲ့ရှိုးလို့မရတော့ဘူးစပန်းကလည်းဒီနေ့ကစားခဲ့တဲ့နေရာမှာအရင်တည်းအများကြီးသူတို့အသုံးပြုခဲ့တယ်ကိုယ်နေတဲ့အသင်းကဒီကကစားသမားတွေအသုံးပြုခဲ့တာတကယ်ကိုအင်အော်စရာတကယ်ကိုရှင်းလင်းမိတယ်ကျွန်တော်ဒီနေ့ပွေးစဉ် မီနီကိုစီပြီးပါတော့ပြီးပါတော့လို့ကျွန်တော်စိတ်ကြေးကနေရစ်တွက်နေရတယ်။ဘာလို့ဆိုတော့ကိုရီပြိသက်တဲ့အဖိုးကပေါ့ဗျာမနိုင်ခဲ့တဲ့အပြင်ချုံခဲ့တဲ့ရာလေးတစ်ခုကိုကျင်နေနေရတဲ့အနေအထားတစ်ခုဖြစ်နေတယ်။ဒါပါကြောင့်လေကျွန်တော်တို့ကစားသမားတွေအင်ဂျူရီဒဏ်ရာမရခဲ့လို့ကျင်နေခဲ့တဲ့အခိုက်အတန့်တွေပေါ့ဗျာ။ဆိုတော့စင်ငါမီနီအယုံမှာကျွန်တော်ဘူးလိုဖန်နေတဲ့ကတွင်းလင်ကနေဖြစ်တင်ပေးလိုက်တာပေါ့။ဒီရတဲ့မှာမကွမ်းရကကျွန်တော်ကန်တည်တယ်။တကူတော့ရရင်ဒါပေမဲ့ကျင်ဖို့ဖြစ်တဲ့အတွက် ်ဘိုးမရလိုက်ဘူးပေါ့ဗျာဒါကတကယ်ကောင်းတဲ့ဂိုးလို့ကျွန်တော်ပြောလို့ရတယ်ဘလူးဖာနယ်ကကွင်းလေအဆက်ကနေကျွန်တော်ဖြစ်တင်ပေးလိုက်တာအသေးရှိနေတဲ့မကွိုင်းရကအလိုက်တသိနဲ့ကန်ထိတာဆိုတော့နောက်တန်းကစားသမားတယောက်အနေနဲ့ဒီလိုမျိုးကောင်းကောင်းမွန်မွန်ရုံနိုင်တဲ့အနေအထားတွေကအထောင်မှဥဆောင်နေတဲ့ရရှိမဲခွိုင်းလေတို့ခါနာရှူတို့ပြမနာတိုက်စစ်မှာကစားနေတဲ့ကစားသမားတွေမျိုးတို့ကောင်းကြီးကိုမင်းအတူယူသေးတယ်ကောင်းကြီးဖြစ်မင်းတို့ရှိခိုးသေးတယ် ကောင်းကြီးကဒီရဒီဆောင်ရွက်ကောင်းနေတာနော်သူကပ္ပရီလည်းပဲပြုတ်ပြီးကလေးကနေအမေကစုလုပြနေတယ်သူတော့ကျွန်တော်အသေးမှာကဇေကီကြီးမပါဝင်လာတဲ့ပုံစံအထောင်ပါဆိုရင် personal wine ကဘလို့မှအားကိုးလို့မရဘူးကျွန်တော်ကိုကြည့်သူတဲ့ချင်းမှာဗီဒီယိုပြောခဲ့တယ်လို့ပါပဲ Shido OP နဲ့ point လဲဆိုရင် Shido OP တော့နည်းနည်းအချင်းကြီးကောင်းစီအောင်ကျွန်တော်ရှိနေတယ်ဒါကမဖြစ်သေးတဲ့အနေအထားတခု ဆိုတော့ပထမပိုင်းအနေထားမှာဆိုရင်စာသမားတွေကိုကစားသမားတွေကယူကြည်မှုရှိရှိနဲ့ခွေးတွေပယ်တင်မှုနဲ့နားလည်မှုရှိရှိနဲ့ကျွန်တော်ကစားနိုင်ခဲ့တယ်လို့ပြောလို့ရရင်ဒါပေမဲ့အဲ့ဒီပထမပိုင်းမှာမင်းကြီးအနေငယ်လောက်ပါပဲ။ဘာလို့ဆိုတော့တစ်ဖက်အတင်းကတကယ်ကိုအင်တိုက်အားတိုင်းနဲ့ကစားနေတာချင်းချောင်းမှုနဲ့ result လုပ်တဲ့ပြည့်တဲ့ဘောတွေမင်းကြီးကိုသူတို့ကျူးလွန်တာကျွန်တော်စောစောအတွက်တော့ဘာပဲလူပဲသူတို့ရှာနေတယ်။ရှာမှပဲလေသူတို့အနိုင်ကစားမှုကိုဖြစ်မှတယ်လို့တွေးစီလို့ အောက်ကအသစ်တွေနဲ့ချန်ပီယံလိဝေခွင့်ရောက်ဖို့အတွက်သူတို့ကြိုးပမ်းနေတဲ့ပုံစံမှာသူတို့ကလည်းရေကုန်ရဲ့ကစားမှာပြင်ကျွန်တော်တို့ old trap ပေါ်မှာဝဲဝဲနဲ့တည်ကြခဲ့တယ်သူတို့ရဲ့အိမ်ခွင့်မှာအနိုင်ဘက်ဟုတ်တော့တာလေဒါကိုကျွန်တော်တို့ပြောလို့မရဘူးမိလို့ပြည့်တယ်ပေါ့အများကြီးကျွလိရင်အနည်းငယ်ပေးရမယ်ဟုတ်တယ်မလားပြည့်နေပေးရမယ်ဒါပဲရှိတာမိနီ30ကျော်လာတာနဲ့အများတစ်ဖက်တင်ကပြန်ပြီးတော့ဖျားပေးတယ်တံပြဲတွေနဲ့ထိုးပေါင်းမှုတွေအမြင်ပေါ်တယ်ကျွန်တော်ကစားပြီးတော့ ထမပိုင်းကစီးစီးနဲ့တည်ကြသောကလေးဆိုတော့ပထမပိုင်းမှာဆိုရင်ကျွန်တော်ကအခွေးတွေနည်းနည်းကောင်းနေတယ်ဒါပေမဲ့ဂိုးပေါက်တင်မှုလုံးဝမရှိဘူးနော်တစ်ဖက်တင်ကဂိုးပေါက်ကင်တင်မှုခုနှစ်ကြိမ်ရှိတယ်ကျွန်တော်အတင်ကတစ်ကြိမ်ပဲရှိတယ်ဒါတွေကိုကြည့်ရလို့ချင်းတစ်ဖက်အတင်တွေကပေါ့ဗျာကိုရီးယားအားနည်းချက်ဖြစ်တဲ့အမြင်ဘောတွေအဲ့ဒီလောင်းဘောတွေကနေသူတို့ကစားဖို့ဖြေဆောင်တယ်ပြီးလို့ချင်းအခွေးတွေဖန်တီးတယ် တုံးချနိုင်တဲ့အနေအထားတစ်ခုကိုရတဲ့အခွင့်အရေးတွေကိုသူတို့အမေကစုလုပ်ပြခဲ့တာနောက်ပထမပိုင်းပေါ့အဲ့တော့ဒုတိယပိုင်းကိုပြန်ကြည့်ရလို့ရှိရင်ကျွန်တော်ဒုတိယပိုင်းမှာသူတို့ကတကိုးပေါ့ဗျာ80မိနစ်မှာတွင်ကိုကြောင့်သူတို့နိုင်ခဲ့တယ်ဘောလုံးပိုက်ဆင်မှုကျွန်တော်တို့သူတို့အတင်က48ကျွန်တော်တို့က50တို့ရခိုင်နေရတယ်ကိုးပေါက်ကဲတွင်မှုမှာဆိုသူတို့အတင်ဘက်က17ဂျင်လောက်ရှိတယ်နော်တော့၅ဂျီမရှိကြတယ်အဲ့ဒီ၅ဂျီတောင်၄ဂျီကဒုတိယပိုင်းအနေထားတစ်ခုဖြစ်တယ်ဆိုတော့ ကိုပေါ့တင်မကသူတို့ကသုံးကြီးရှိတယ်သုံးကြီးမှာတကိုးဝင်တယ်ကျွန်တော်ယူနေတဲ့အသင်ကအဲ့ဒီ၅ကြီးမှာကိုပေါ့တင်မတကြီးပဲရှိပြီးတော့တကိုးမှမဝင်ဘူးစာသမားတွေကျွန်တော်စိုးရင်တာကလည်းကစားသမားတွေအနေနဲ့ဂျားရင်းမှာ၄ရက်လောက်ကျွန်တော်ယူပါလေဖိုင်နယ်လို့မှာကစားပေးနေအေးအေးချင်ချင်ပြီးတော့ training လေးကြီးလို့ရတယ်ဒီလိုပုံစံမှာငါတို့ထားလိုက်ပါဒီရဒီမှာငါတို့ဘလို့ပုံစံတော့ခဲ့တယ်လေငါတို့ဘလောက်ထိအားနေခဲ့တယ်လေငါတို့ပင်နေရာမှာအားခဲ့တယ်လေအဲ့ဒါတွေကို ဒီကြည့်အစီအစဉ်တွေမှာ training တွေမှာကျွန်တော်တို့ကောင်းကောင်းကြီးပြန်ပြီးတော့ဒီအမားတွေကိုပြင်ဆင်ဖို့လိုတယ်အခုအမြင်ဘောတွေငါတို့သိနေပြီဟုတ်တယ်မလားအမြင်ဘောတွေကနေငါတို့ပေးရတယ်ကိုယ်အတင်ကအမြင်ဘောတွေကိုအသုံးမချနိုင်ဘူးဆိုတော့ဒီလိုမျိုးအသုံးမချနိုင်တဲ့နေရာတွေမှာကျွန်တော်တို့ကအမြင်ဘောတွေနဲ့တောလို့မရဘူးစပါကအမြင်ဘောတအားကောင်းတာနော်ဆိုတော့ခံမာပိုင်းပြီးခါနေမှာသူတို့အနေနဲ့ ကိုပေါင်းလုံးဝကန်ထိတာတော့ကန်ကောင်းလို့ကိုနာနာကာကွယ်ခဲ့လို့မိုးလို့ရှိပထမပိုင်းကတည်းကလည်းသူတို့ဝိုင်းစင်းနဲ့ဥဆောင်ပါကျော်တို့တင်ကဘာမှကိုတက်နိုင်မှာမဟုတ်ဘူးဒုတိယဘက်မှာသူတို့နောက်ထပ်တကူသွင်းနေဆိုရင်တူးစင်းနဲ့တော့ပြီးသွားမှာကျွန်တော်ဒီနေ့ဆိုရင်ဘော်ဒါလေးတယောက်နဲ့နောက်နောက်လောင်းလိုက်ပြီးဒီမဲ့ကျွန်တော်တို့နိုင်ရပါဗျာဆိုတော့ကျွန်တော်အတင်းကပေါ့ဗျာပထမဘက်မှာဘိုးဘောက်တင်းမလို့ဘယ်တော့မှမရှိခဲ့ဘူးဒုတိယဘက်ပြန်စားပြီးဆိုရင်လည်းသူတို့အတင်းဘက်က တွေ့ဆက်တိုက်စစ်တွေဖွင့်တယ်ဖိကစားတယ်ကွင်းလင်းကနေကျွန်တော်တို့ဆွေယူပြီးတော့သူတို့ဖန်တီးမှုတွေလုပ်တယ်ကျွန်တော်တို့ဒီလာမဲ့ယူပါလိမ့်မှာဆိုရင်အဲ့ဒီကွင်းလင်းပဲပဲအချမ်းကပက်ထရိတ်တူကိုတဲ့နေလို့ရှိရင်ဗျာဟိုလေးရမယ်နဲ့ကျွန်တော်လူစားပြောင်းလဲမှုလုပ်လိုက်ရမှာပက်ထရိတ်တူကိုနေနဲ့ရှစ်စီကစားသမားတွေနဲ့ချိန်ယူဆိုတူကြီးကြော်ပြမှုလည်းမရှိဘူးနောက်တစ်ခုအဲ့လိုမျိုးချိန်လူပြီဆိုရင်နောက်ကောက်ကျင်ခဲ့တာတော့ body လုံးဝကိုသူ ခံနိုင်စေမရှိဘူးဒါကကျွန်တော်အတင်းတက်ကိုအရေးကြီးတဲ့အခက်ခဲတာဖြစ်တယ်အဲကြောင့်ဂျာမေယူပါလက်ဖိုင်နေမှာစပါလိုဘော်ရီကောင်းတဲ့ကစားသမားတွေပြီးလို့ချင်းဘော်ဒီကောင်းတဲ့ကစားသမားတွေ ਨੇ တွေ့မယ်ဆိုရင်ပထွေတူကနေတော်ပြီဟေးရမယ်ဆိုတော့နည်းနည်းကောင်းသေးတယ်အဲ့ဒီပေပအကျင်ကပထွေတူကိုထုတ်ပြီးတော့လာမယ့်ယူပါလိမှာနောက်ထပ်စီနီကစားသမားတယောက်ဖြစ်ဖြစ်တူတမိုးလို့ချင်း ဖဲမျိုးဒီဖဲရမယ်ဖြစ်ဖြစ်ပွေးထုတ်လိုက်ကိုကောင်းတယ်လို့ဒီကထင်နေမိတယ်။နောက်စစ်တမနီမှာချက်စီဘက်ကနေဖီးယားပေးဘူးကနေချက်စီကတန်သမားကပေါ့ဗျာအီယာချင်းမှဆွေးယူပြီးတော့ဘုဒ္ဓမာနဲ့ချုပ်ချက်ခဲ့ပြီးတော့သူကပနေဒီရဖို့ကြံကောင်းလို့ဒါပေမဲ့တိုင်ကားလေးပနေဒီပေးတာမသေးချာလို့ဆိုပြီးတော့ဘောက်ကိုကြည့်လို့ကျွန်တော်တို့အိုနန္ဒာကပုတ်ထုတ်ခဲ့လို့ဒီနေ့တဲ့အသင်ကပနေဒီကနေကြံကောင်းလို့မရသေးဘူး ဆိုတော့စာသမားတို့ရေဒီနေ့ပွေးစီမှာတော့ online တော့တော့သိပြစ်တင်စရာတော့မလိုဘူးပေးလေရတဲ့တကူကလည်းနောက်တဲ့အာနေမှုကြောင့်ကျွန်တော်တို့ဒီပေးလေရတာဖြစ်တယ်ကိုတို့ကဘာမှမလုပ်နိုင်ဘူးခொနစင်နာအချောင်းပါပေါ့ဗျာချေစီဘက်ကတိုက်ဆိုင်စတိတ်ဆိုပြီးပီးအားပေးတယ်ပြစ်တင်ပေါ်တယ်အမြင်ပေါ်တယ်ကျွန်တော်တို့အဲ့လိုမျိုး counter ပေါ်တယ်နဲ့ dresser ကျွန်တော်ဖိကစားခဲ့တာဦးစားပြောင်းလဲမှုတွေနဲ့ကျွန်တော်တို့ United ပင်ဘက်က9စီလောက်မှာဆိုရင် ကက်ဆီမီယိုကိုထုတ်တယ်မေဆန်မိုကိုထုတ်ပြီးတော့ကာနာရှင်နဲ့ဥကတ်တွေဝင်လာတယ်။အဲမွေကတော့ဗျာဒီနေ့ကွေးစီမှာသူအနိုင်ဖက်ကိုဥတည်ပြီးတော့တောချင်ခဲ့တာ။ဒါပေမဲ့လို့ကျွန်တော်ကဒီအတင်းနဲ့ပဲတွေ့တဲ့အခုဒီရာဒီမဟုတ်ပြီးကလေးတရားဒီမြာဒီမှာကလေးကနေလူမောကိုဆုံးရှုံးမှုတွေကျွန်တော်ရှိတာ။ဆုရစာသမားတွေကျွန်တော်တို့အဓိကကစားသမားတွေကိုအတူပြုခဲ့တာအင်မတန်ပါးတယ်လို့ကျွန်တော်ပြောရင် ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဂုံတိတ်ခပိုင်းအရာကြီးရရင်လည်းဟုတ်ပါတယ်ဒီနေ့ပွေးစီကအနိုင်ဘက်ကိုဥတည်ပြီးတော့တွားရမှာဒါပေမဲ့စာသမားတို့ရဲ့ဒီဂုံတိတ်ခပိုင်းဆိုတာငါတို့မှာမရှိတော့ဘူးသူသမီးကစားသမားတွေစီမှာအဲ့လိုမျိုးစိတ်ကြီးမရှိတော့တာပွေးတွေပြီးပြီဆိုရင်ခြုံငယ်တွေပွေးစီဟုတ်တယ်မလားရာလဲမကောင်းငယ်တွေပွေးစီကိုမျိုးပြန်ကြည့်လိုက်ဇာတ်ကိုပြန်ကြည့်လိုက်ငါတို့ဘလို့အနေထားမှာရောက်နေပြီဘလို့တွေဆုံးကျုံးမှုတွေရှိပြီ ဇာသမားတွေအကောင်းထဲမှာဒါတွေမရှိတော့ဘူး။ကိုတိတ်ကပိုင်းရကြည့်ရရင်တော့ဘာမောက်ကိုကျွန်တော်ရရှိရမရှိတော့တာ။ဇာသမားတွေစိတ်ထဲမှာဆိုင်ရာမတလီပိုင်းဆိုင်ရာတွေကလည်းကျွန်တော်လုံးဝပြည်သက်တွေကိုစာနာမှုပြည်သက်တွေကိုအားမနာပေးတဲ့ဒီမျိုးလုံးနေလို့ကျွန်တော်တို့ကမြင်မိတယ်။ဒါကြောင့်ဒီနေ့ပွေးစီမှလည်းဒီကစားသမားတွေပွေးထုတ်ပေးတယ်ဆိုပေမဲ့လို့ကျွန်တော်ရှုံးခဲ့တယ်။ဒီကစားသမားတယောက်နှစ်ယောက်လို့တာဒီကကစားသမားတွေတဲ့ပြဿနာကြုံရပါလားမေး။ အမူရမင်းရဲ့စိတ်ခင်ရမှာကျင်းပေတယ်။ဟုတ်ဆိုတော့ကိုရီပိတ်တဲ့အပေါ်တော့ပရီးမီးယားလိမှာဘာမှမပြောလို့ရှင်းမရှိတော့ဘူး။ဒါ ው အမွေကအဓိကလူစင်းနဲ့ပြုထုတ်ပေးတယ်။ပြီးမတရာမင်းအာမက်ဒီယာလိုတို့ကက်စမီဘူဒူဖာနေနဲ့ဘလော့တောင်ကောင်းလေဒီနေ့ပြေးစီမှာဖယ်တင်းမှုတွေ။အဲ့လိုကစားသမားတွေအင်ဂျူရီပြဿနာဖြစ်တော့ခင်ယူဘယ်လိုလုပ်မလဲဗျာ။ဂျာတွေမှာ၃ရက်၄ရက်လောက်ပဲရှိရတယ်။ဖိုင်နေကစားဖို့။ဆိုတော့ ဲ့လိုမျိုးလူစားပြောလို့မလုံလိုက်တဲ့နောက်ပိုင်းမှာတဖယ်တင်ကပူလို့တော့အမြင်ပေါ်တွေကိုအားသာခြင်းနဲ့ထူပေါ်လာပြီးတော့သူတို့အဲ့ဒီအီယာထဲမှာကောင်တက်ကိုနဲ့တကူရတော့တယ်တိုက်စစ်ပင်ကတအားညက်ပါလေစာသမားအားကိုညက်တယ်အဲ့လိုမျိုးကောင်တက်ပြီဆိုရင်သူကလွတ်တော်မလို့ကြားလာမှသူကလူကက်တာတော့ချင်းထုတ်တာတော့ပဲလုပ်တယ်အမြင်ပေါ်ပြေးလိုက်ကလေးကနေမင်းကောင်တက်ပါလားဗျာမတရာမင်းပနေတီပေးရပါစီ ခုကောင်းတိုင်းတွေအကောင်ကအဲ့လိုဒီအယင်မြင်တာမဟုတ်ဘူးကျွန်တော်တို့မှာအယင်မြင်တဲ့ကောင်တွေတကောင်တကောင်ရှိတယ်ဒီဒီလိုတို့ဆိုရင်လည်းယင်မြင်တာပဲဒါကိုမကောင်းဘူးနေခဲ့ဘူးဆိုတော့ကျွန်တော်တို့အသေးပဲကောင်ပေါ့ဗျာနောက်ထပ်မိနစ်၈၀မှာဆိုဘူလူဖန်နေတဲ့တို့လူစောတို့ကိုထုတ်ပြီးတော့ကုမန်ကြီးဝင်လာတယ်တန်ရာပြဿနာကြုံပြီးတော့အခုကွေးထုတ်လာတဲ့ any heaven သာသမတ်ဒီကစားသမားလေးကကဲကောင်းနေတော့ဒီနေ့ပွေးစီမှာ မိုးရီဒီကစားသမားထိပ်ပြီးတော့အင်ဂျီဖြစ်တော့မှာဘလူဘီပြောကျွန်တော်တို့ကဝင်းစင်းနဲ့ချုံနေပြီဆိုပေမဲ့လို့ခုကစားသမားတွေအာအင်ဂျီမှမဖြစ်ခဲ့တဲ့အနေအထားတစ်ခုကြောင့်ချက်စီအသေးပဲကကစားသမားတွေကိုတော့ကျေးဇူးတရားမှဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီကောင်လေးကမညာမတကစားတော်တော့တအားကိုကျင်းနေတာဘလူဘီဖန်နေတယ်ဆိုရင်လည်းအဲ့ဒီပြင့်နေပေါ်တဲ့ကန်ထည့်တဲ့အနေအထားတို့မှဒီမျက်နှာတွေတော့ထိနေတယ် တို့ဖာနေတဲ့လောက်ကြက်ခံမှုကောင်းတဲ့ကစားသမား United မှာမရှိဘူး။တရားသီးမလို့ပါအင်ဂျီမှမဖြစ်ဘူး။ဆိုတော့ကျွန်တော်အတင်ကပေါ့ဗျာဝင်စင်းရဲ့ခြုံငွေတွေအတွက်ပြင်ညာလေးမှဆိုရမယ်40တောင်ရမှာပေါ့ဘူး။လာမယ်ဒီယူပါလေပြီလို့ရှိရင်နောက်ဆုံးပွဲစီမှာအစတန်ဗီလာနဲ့ကျွန်တော်ကစားမှာအဲ့ဒီပွဲစီမှာလည်းမလွယ်ဘူးပါဘူး။အစတန်ဗီလာကလည်းရှိစီမှာတော့တော့ကောင်းတယ်။ကျွန်တော် ရီးမီးယားလေ30ချီပွဲမှာယူနိုက်တက်ကရမဲ့40တောင်မရဘူးဆိုတော့တကယ့်ကိုချက်စင်ရပါဒါကြောင့်အဲ့လိုမျိုးအချက်တရားတွေကိုဖုံးကွယ်ဖို့အတွက်အချက်တရားတွေကိုရှော့ရှာဖို့အတွက်ယူပါလေဖလားကိုမှမဖြစ်မနေရဖို့လိုတယ်စပါကလည်း16မှာရှိတဲ့အတွက်ယူပါလေဖလားကိုရဖို့လိုသလိုကျွန်တော်တို့ယူနေတဲ့အသင်းကလည်းမဖြစ်မနေအဲ့ဒီပွဲကိုနိုင်ဖို့ဥတည်ပြီးတော့ချိန်နေတယ်သူချုံမှုတွေကဒီရာဒီမှာတော့အများကြီးပဲ ဒီလိုအနေအထားတွေမှာဆိုရင် ကိုတင်ကယာရီအခွေးကိုတော့တုံးချဖို့လိုတယ်။ယူပါလေဖလားရရင်တော့ကျွန်တော်တို့စချက်ကုန်ချက်ပြပေါ့ဗျာ။ဒီရသည်ဖလားလည်းမလေးမဖြစ်တော့ဘူး။ချင်ပြလေးလေးကျွန်တော်ပေါ့တဝင်းမှာ။ဒါပေမဲ့အဲ့ဒီမန်စီးတီးကအစီး6မှာရှိနေတယ်နော်။တကယ်လို့ယူနိုက်တက်ဖြစ်ဖြစ်စပါးဖြစ်ဖြစ်ဖလားရခဲ့လို့ရှိရင်မန်စီးတီးကချင်ပြလေးဝင်ဖို့ရှိမှာမဟုတ်ဘူး။ယူပါလေဝင်ဖို့ရှိတယ်။အခုဒီရသည်ကတင်း6တင်းက ရှင်ပြန်လေးဝင်ကိုရတဲ့အတွက်မက်ဆီဒီအတွက်ကတော့ကောင်းမှာမဟုတ်ဘူးဆိုတော့ချက်စီအတွက်ကတော့ဗောဗျာဒီနေ့နိုင်ခဲ့တဲ့အတွက်ဂျာမင်းရှောက်စီချောင်းမရတဲ့သူတို့အောက်ကအစ်စတန်ဘီလာကရှောက်စီချောင်းမအမက်တူဘိုးရဲ့အတွက်နဲ့ရှက်စီကအပေါ်မှာရှိနေတယ်ပြီးလို့ကြည့်မက်ဆီဒီကရှောက်စီငါဗောဗျာကျန်တဲ့ note 4ရောဘာလို့ဆိုရင်ရှောက်စီနံပါတ်လောက်ရှိတယ်အောက်မှာဆိုတော့ကျွန်တော်တို့အတင်းကဗောဗျာအဲချက်စီကိုကတော့ ချန်ပီယံလိအမေရိကန်ပြည်ပဝင်ဖို့တော့ကိုလုပ်ပေးခဲ့တယ်လို့ကျွန်တော်ကတော့ရည်စရာပြောလိုက်ပါတယ်။ဘာလို့ဆိုတော့ကိုတဲ့နေနဲ့အာအများအပြားတော့ဒီကြဒီမှာတော့ဘာမှကိုမျှော်လင့်စရာမရှိတာပြင်ပြလိုက်မှာ။ဆိုတော့ဒါကကျွန်တော်မေဆောင်နေတဲ့တင်နေတဲ့အဝေးကွေးချက်စီရဲ့အင်ဂျင်ပရီးမီယာလေးပွေးတဲ့38အဖြစ်တနအီလေးစင်းကမှကစားခဲ့ပြီးတော့ဝဲစင်းနဲ့ရှုံးခဲ့တဲ့ကိုအသေးကစားသမားတွေအနေနဲ့အဓိကလူစင်းကိုအတူပြုခဲ့တဲ့အမ်ဝဲပဲ တကူကိုရင်းနေစရာဖြစ်ခဲ့တယ်။ဒါပေမဲ့ကစားသမားတွေဖို့ပါ injury ပါဒဏ်ရာမဖြစ်ခဲ့တဲ့အတွက် damage ယူပါလေဖိုင်ဒီမှာလူစင်းအပြည့်စုံနဲ့ပို့ထုတ်လို့ရှိနေတယ်။အမေကင်းစုလုတ်ပြနိုင်ဘူးကျွန်တော်ပြောလို့မရ။ဆိုတော့စားသမားတွေဒီနေ့ပွေးစီနဲ့ပတ်သက်ပြီးတော့ကိုတို့အငင်းလေးတွေဘယ်လိုရှိမလဲ။အထူးသဖြင့် ammo ကိုကိုတို့ပါပြောရှိတယ်။ဒီနေ့ပွေးစီမှာဒီကလူစင်းပို့ထုတ်လာတဲ့အနေအထားတစ်ခုနောက်ပြီးတော့ကိုကစားသမားတွေအနေနဲ့ဒီလိုမျိုးအမားတွေရှိနေတဲ့အနေအထားတစ်ခုမှာ damage ယူပါလေဖိုင်ဒီမှာ ဘယ်လောက်ထိကျွန်တော်တို့အဲ့ဒီအမားတွေကိုကြိုတင်ပြင်ဆင်နိုင်မလဲဖိုင်နယ်မှာစပါးနဲ့တွေ့ရင်ဘယ်လိုပုံစံနဲ့တွောမလဲပေးကစားသမားတွေကကျွန်တော်လိုအားလုံးကိုပြပြီးတော့အကောင်းဆုံးပြထုတ်လာမလဲမေဆန်မတို့ကျွန်တော်အဓိကကစားသမားတွေဒီပွဲစဉ်မှာပွေထုတ်ခဲ့တဲ့အထိုက်သက်သက်လို့သူကောင်းမယ်ဒီဆိုတော့မေဆန်မတို့ယူပါလိမ့်မှာကိုသိမလားဒီဘရိုရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါဦး ဒီလိုတွေကလည်းဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုဒူဒီယောက်စီတဲ့ကျေးဇူးများကြီးပါတယ်ကျွန်တော်တို့ယူပါလိမ့်မတိုင်ခင်ကိုကြွတင်တဲ့ချက်ဗီဒီယိုလေးလို့ဖို့ရှိတဲ့အတွက်အဲ့ဒီကိုကြွတင်တဲ့ချက်ဗီဒီယိုမှာလည်းဒီလိုနဲ့အတူပြန်တွေ့ကြအောင်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်မက်ဆေ့ချ်အနေနဲ့ပိတ်တဲ့ဒူဒီယောက်စီတဲ့စေချမ်းသာကြီးကိုချမ်းမာစီနဲ့ပြည့်စုံနိုင်ပါစေကြောင်းဆုတောင်းပေးနေကျွန်တော်ကိုဝေဇော်ကနေဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲ okay ပါအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်